ားလုံးပဲမင်္ဂလာပါ Top Football ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်မနေ့တုန်းကတော့မြန်မာအသင်းက Afghanistan အသင်းကို Asia Cup Qualification ပထမဆုံးအုပ်စုပွဲစဉ်ရဲ့ပထမဆုံးသောပွဲစဉ်မှာဆိုလို့ရှိရင်အိမ်ဝဲမှာ2-1နဲ့နိုင်ရရှိခဲ့တယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တန်ပိုင်ရဲ့ Twin Go ဒါအပြင်ကိုမောင်မောင်လွင်ရဲ့ Away ကန်ကြအစားရှိရနဲ့နိုင်ရရှိခဲ့တယ်တကယ်တော့ဒီပွဲစဉ်မှာမြန်မာအသင်းကနောက်ကလိုက်ပြီးကစားခဲ့ရတာ Afghanistan အသင်းကခံစစ်ကိုအသာပြုပြီးတော့မှ counter တွေ long ball တွေနဲ့ကစားနေတဲ့အချိန်မှာမြန်မာအသင်းကဥဆောင်ကိုကိုပြီးလိုက်ရတယ်ဥဆောင် ုပ်ပေးလိုက်တဲ့မြန်မာအသင်းကပုံမှန်အားဖြင့်ဆိုလို့ရှိရင်ပြန်လာနိုင်လိမ့်မရှိဘူးဒါပေမဲ့ဒီပွဲစဉ်မှာတော့မြန်မာအသင်းကပြန်လာနိုင်ခဲ့တယ်ဆိုတော့ပြန်လာနိုင်ခဲ့တဲ့နေထားမှာဆိုလို့ရှိရင်မြန်မာအသင်းရဲ့ twin goal တွေက အာသူတို့ရဲ့ဒီ system တစ်ခုအသွင်းမှာဒီဒေးကြကြကစားသွားတာကိုမြင်ရလိမ့်မယ်ဒီမှာသူတို့ရှင်မြန်မာအသင်းနေနဲ့သူတို့ရဲ့တိုက်စစ်စင်မဲ့ပုံစံကအာ crossing ရဲ့ long shoot ကဲ dead ball situation ရဲ့ဒီ၃ခုကနေပြီးမှမြန်မာအသင်းက၉ရဖို့အတွက်အဓိကကြိုးစားခဲ့ရတယ်ဒီ၃ခုကနေပဲမြန်မာအသင်းက၉ရခဲ့တယ်ဆိုတော့ဒီမှာသူတို့ရှင်ဒါကပထမအဆုံးသောတန်ပိုင်ရဲ့ဖြစ်တည်သွားခဲ့တဲ့ကို ီတမ်းပါရဖြစ်တည်သွားခဲ့တဲ့ဂိုးမှဆိုလို့ရှိရင်မြန်မာအသင်းအနေနဲ့အာ crossing ကနေပြီးတော့မှအာတမ်းပါကခေါင်းတိုက်ပြီးသွင်းယူသွားတာဖြစ်တဲ့ဒုတိယမြောက်ကိုဒုတိယမြောက်ဂိုးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးလာတဲ့မမောင်လင်းရဲ့အဝေးကန်ချက်ကိုအဝေးကန်ချက်ကိုအတွက်လည်းမမောင်လင်းက fully credit ပေးရမှာဒီမှာဆိုလို့ရှိရင်ဘောလုံးကန်နေတဲ့ချက်လေးလဲတယ်ပြီးသွားလို့ရှိရင်ကန်နေဒီရဲ့ဘောလုံးက ဂိုးပေါက်တဲကိုကွတ်တီဝင်သွားခဲ့တယ်ဆိုတော့ပြောရမယ်ဆိုလို့ရှင်မြန်မာအသင်းအနေနဲ့ပုံမှန်ဆိုလို့ရှင်ပြန်လာနိုင်နေမရှိဘူးဆိုမဲ့ဒီပွဲစဉ်မှာတော့ပြန်လာနိုင်ခဲ့တာပဲဒါပေမဲ့ဒီတက်ပုံပြီးပြောရရှိတာက formation နဲ့ကစားကွက်တွေအကြောင်းမြန်မာအသင်းရဲ့မင်းညားကကစားပုံအကြောင်းဒီနေ့ဒီဗီဒီယိုမှာအဓိက discuss လုပ်မှာပါဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးသွားလို့ရှင်စားလိုက်ကြရအောင် Thank you. ပထမဆုံးပြောလို့ရှိရင်မြန်မာအသင်းရဲ့ကစားကွက်ပုံစံမြန်မာတင်းရဲ့ကစားကွက်ပုံစံအရဆိုလို့ရှိရင်တော့451ကိုအဓိကအပြင်တဲလာတယ်451မှာတော့လို့ရှိရင် midfielder ကစားသမား3ယောက်ပါတယ်မောင်မောင်လင်းကိုပုံမှန်အားဖြင့်တောင်းမှန်မှမြင်တွေ့ရတယ်ဆိုပေမဲ့လည်းမင်းညာကပွဲမှာတော့အာ midfield နေရာမှာကစားလာခဲ့တယ် box to box အဖြစ်နဲ့တွေ့မြင်ရတယ်ဒါပေမဲ့မောင်မောင်လင်းရဲ့ interview ကိုကြည့်ရသလောက်ဆိုလို့ရှိရင်သူ့ရဲ့ဒီထိုင်းအသင်းမှာဆိုလို့ရှိရင်လည်းဒါမျိုးပုံစံကစားလေးရှိတယ်အာကစားခဲ့ဘူးတယ်ဆိုတော့ detail ကိုတော့ရတယ်ဒါပေမဲ့ မေဖီမှာကစားတဲ့ပုံစံအရဆိုလို့ရှိရင်မမွန်လွင်ရဲ့အဲကျော်မင်းဦးရဲ့ပြီးတော့ရှင် လွင်မိုးအောင်ရဒီ၃ယောက်ကအဓိကအဖြစ်အတက်အစင်းပုံမှန်လုတ်ပြီးတော့မှကစားရတယ်။တခါတည်းမှာ single pivot ဖြစ်တဲ့ကိုတခါတည်းမှာသူတို့ရှင်လည်း double pivot ဖြစ်သွားတတ်တယ်။ဆိုတော့ဒီလိုပုံစံနဲ့ဒီ၃ယောက်ရဲ့ရွေးရှားမှုပုံမူဒီဘက်မှာညီမတင်းရဲ့ကစားကွက်ကပုံစံမျိုးစုံကူးပြောင်းနေလေရှိတယ်။ဆိုတော့ okay ကစားကွက်တစ်ခုစတင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ zone အားလုံးပေါင်းဘောလုံးစုံမှာဆိုလို့ရှိရင်၄စုံခွဲခြားလို့ရတယ်။ BF zone, progression zone, penetration zone နဲ့ final third zone ဆိုတော့ဘောလုံးရဖို့အတွက်အရေးကြီးတာကဒီ Premier League လိုနေရာမျိုးမှာ BF zone က အရေးပါတယ်ဆိုတာကအဓိကအဖြစ်တော့တစ်ဖက်သိမ်းရဲ့ present shape ကြောင့်မလို့ပဲဒါပေမဲ့အခုလိုမျိုးဒီအာရှဇုံအနေထားမှာဆိုလို့ရှိရင်တစ်ဖက်သိမ်းက present အဲ့လောက်ပြီးနိုင်တဲ့အနေထားမျိုးမဟုတ်ဘူးဒီတော့ရေးပါလာတာက progression zone မှာနေရာယူပုံနဲ့ penetration zone တွေမှာနေရာယူပုံမြန်မာအသင်းရဲ့ဒီ progression zone နဲ့ penetration zone တွေမှာရွေးရှားမှုတွေက final သက်ဆုံးပုံမှာကြီးမားတဲ့တက်ရောက်မှုတွေရှိတယ် ဥပမာအပြင်မြန်မာအသင်းအနေနဲ့ဘောလုံးကင်ထားပြီးဟေးဆိုလို့ရှိရင်သူတို့ရဲ့အဓိကရွေးရှားနိုင်တဲ့ပုံစံအရဆိုလို့ရှိရင်တော့ဒီမစ်ဖီကကစားသမားက၂ယောက်ကကျန်ခဲ့တယ်ဒါမှမဟုတ်လို့ရှိရင်၃ယောက်စလုံးကျန်ခဲ့ရလဲဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်၁ယောက်ကျန်ခဲ့ရလဲဖြစ်နိုင်တယ်ဆိုတော့မြန်မာအသင်းရဲ့ face တိဆောက်တဲ့ပုံစံကဒါမျိုးပုံစံဖြစ်လိမ့်မယ်ကစားသမားကဒါမျိုးပုံစံဖြစ်လိမ့်မယ်ဆိုတော့2 3 5ဆိုတဲ့ face ကိုတဲခြင်းတယ်ဒါပေမဲ့ဒီနေသားမှာရေးပါလာတာကဘာလဲဆိုဒီ penetration ဆုံးမှာရွေးချယ်မှုတွေမှာညီမအတင်းကတိတိတတလိုအပ်ချက်ကြီးမားမှုတွေအများကြီးရှိတယ်ဒီ penetration ဆုံးကလိုအပ်ချက်ရှိတဲ့ချိန်မှာတို့ရှင်ဘောလုံးကရှေ့ကိုလိုတလောက်မရောက်ဘူးဒီ penetration ဆုံးကနေပြီးတော့မှ long ball နဲ့အတူတူပဲဒီဘက်ချမ်းတွေကိုဓာတ်ရိုက်ပဲပြင်နေရတယ်ဒီ penetration ဆုံးမှာလိုအပ်တဲ့ရွေးချယ်မှုတွေဖြစ်တဲ့ဒီနားလေးမှာတိုင်ဘက်အတင်းရဲ့ခံစစ်ကို အာရော့ရဲသွားအောင်လို့သူတို့ရဲ့ shape ကိုပြက်လာအောင်လို့ pull up လုပ်တဲ့ပုံစံမျိုးတွေကိုမြန်မာအသင်းမှာတိတ်ပြီးတော့မှမြင်တွေ့ရလိမ့်မရှိဘူးမင်းညားကပွဲမှာဒီတော့ကြောင့်မလို့တိုက်ဆက်အတွက်မြန်မာအသင်းကအဖြစ်မရှိတဲ့ပုံစံလိုမျိုးကိုဖြစ်နေခဲ့တာဒီမှာသူတို့ချင်းမြန်မာအသင်းရဲ့ BF ဇုံကနေပြီးတော့မှပုံဖော်သွားမှုကိုမြင်ရလိမ့်မယ်ကျွန်တော်တို့ defender ကစားသမား၂ယောက်ရှိတယ်ပြီးတော့လို့ရှိရင် fullback ကစားသမားရှိနေတယ်ဆိုတော့ ဒီနေသားကနေပြောမယ်မှာအတင်းက BFS ကိုတိဆောက်ဖို့တော့စူးစမ်းလိမ့်မယ်ဆိုတော့ဒီမှာဆိုလို့ရှိရင် white area မှာအဲတိဆောက်တယ်မမွန်လင်းစီဘောလုံးရတယ်မမွန်လင်းက deep ကိုပြန်ပြီးတော့မှပေးလိုက်တယ်ဆိုတော့ okay deep ကိုဘောလုံးရောက်သွားတဲ့အချိန်မှာဆိုလို့ရှိရင်မြန်မာအတင်းက ဒီမှာတို့ရှင် progression zone ဒီကိုဘောလုံးကိုဆွဲဝင်လာပြီဆို progression zone ရောက်တဲ့အချိန်မှာတို့ရှင်မောင်မောင်လွင်နဲ့ဒီ center back ကစားသမားနှစ်ယောက်ရှိတာကိုတွေ့ရလိမ့်မယ်ဒီအနေထားရောက်ပြီဆိုတော့မြန်မာအသင်းက penetration zone မှာပြန်ပတ်အသင်းကိုအာလှုပ်လို့ရှားလို့ဒီလှုပ်ရှားပြီးတော့မှနေရာလွတ်တည်ရလာအောင်လို့လုံတာမျိုးကိုမမြင်ရဘဲနဲ့လောင်းဘောတွေကိုပဲဓာတ်လိုက်သွားနေတာကိုမြင်ရတယ်ဒီမှာတို့ရှင်လောင်းဘောဓာတ်လိုက်သွားတဲ့အချိန်မှာဝင်ကကစားသမား ကဘောလုံးလက်ခံလိုက်တယ်ဝင်းကကစားသမားဘောလုံးလက်ခံလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီမှာအာမစ်ဖီကကစားသမားနှစ်ယောက်လိုက်လာတာကိုတွေ့ရတယ်ဒီမစ်ဖီကကစားသမားနှစ်ယောက်အနေနဲ့လည်းအာဘောလုံးကိုတွဲလိုက်နိုင်တာတွေကိုလည်းမြင်ရတယ်ဒီမှာဆိုလို့ရှိရင်မစ်ဖီမှာဘောလုံးတွဲတယ်တွဲပြီးတော့မှဒီမှာဆိုလို့ရှိရင် switch play လုပ်လိုက်တယ်တစ်ဖက်ချမ်းကိုဘောလုံးချိန်ပေးလိုက်တယ်ဒီမှာဘောလုံးရွေးချယ်စရာ option တွေရှိရဆိုပေမဲ့ဒီလိုမျိုး switch လုပ်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ပြိုင်ဘက်က1 vs 1ကြော်ဖြတ်မှုတွေမရှိတဲ့အချိန်မှာဆိုလို့ရှိရင်ရွေးချယ်ချင်စရာတစ်ခုကပါလဲဆိုတော့ cross တွေမြန်မာအသင်းတွေနဲ့ဒီနေ့ပွဲမှာဆိုလို့ရှိရင် ali cross တွေတော်တော်များ များကိုမြင်ရတယ်။အဲ့ဒီ early cross တွေကဖြစ်တည်လာတာကအဓိကပဲနော်။ penetration zone မှာဘောလုံးသိပ်ပြီးတော့မှမလှုပ်လို့ပဲ။ penetration zone မှာဘောလုံးလက်ခံဖို့တော့မြန်မာကစားသမားတွေကမဝင်မရဲဖြစ်တာတွေအများများတာတွေအများကြီးကိုမြင်ရတယ်။ဥပမာပြ desaturation မျိုးကိုတစ်ချက်ကြည့်လိုက်လို့ရလိမ့်မယ်လို့ထင်တယ်။ဒီမှာတို့ရှင်မြန်မာအတင်းကအာကိုယ့်လက်ကစားသမား၃ယောက်စလုံးရှိနေတယ်။အဲ center back ကစားသမား၂ယောက်စလုံးရှိနေတယ်။အဲ့ဒီနေထားတစ်ခုမှာတို့ရှင်ဒီမှာမောင်မောင်လေးနဲ့ချက်ချင်းတွဲပြီးတော့မှ penetration zone မှာဘောလုံးကိုထိုးဖောက်ဖို့အတွက်စူးစမ်းတယ်။ဒါပေမဲ့ဒီ penetration zone မှာဘောလုံးဒီမှာတို့ရှင်တစ်ချက်မှားသွားတာကိုတွေ့ရလိမ့်မယ်။ so နဲ့ထွေးချင်းဆုံးမှာမာပြီးဟေးဆိုလို့ရှိရင်တော့တိုက်စစ်စင်ခံရမှုကတော်တော်လေးဘုမှာကြောက်စရာကောင်းတဲ့အခြေအနေတစ်ခုကိုရင်ဆိုင်ရလိမ့်မယ်။ဒါအပြင်ကိုနောက်ထပ်တစ်ချက် ီမှာဆိုလို့ရှိရင်လည်းနောက်တစ်ကြိမ်ထပ်ပြီးမြင်ရတယ်ညီမအတင်းက ball retention လုပ်ချင်တယ်ဘောလုံးပိုင်ဆိုင်မှုကိုများချင်တယ်ဒီတော့ကြောင့်မလို့ဒီမှာဆိုလို့ရှိရင် ball retention လုပ်ထားတာကိုမြင်ရလိမ့်မယ်ဘောလုံးကိုကင်ထားတယ်ပေါ့ကင်ထားပြီးတော့မှဒီမှာဆိုလို့ရှိရင်တိုက်စစ်ဆင်လို့ရတယ် chance တွေ chance တွေဆိုတာကဒီမှာဆိုလို့ရှိရင်အများကြီးရှိတယ်ဒီမှာဆိုလို့ရှိရင်ကျောင်းနံပါတ်6ဖြစ်တဲ့ကျော်မင်းဦးဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် space အကျယ်ကြီးရသွားတာကိုတွေ့ရလိမ့်မယ် DS space ရောက်ဖို့ကကစားသမားတွေရဲ့ decision making ကအရေးပါလာဒီမှာဆိုလို့ရှိရင်ဒီ triangle shape နဲ့အတူတူပဲကျော်မင်းဦးစီကိုဘောလုံးရောက်ဖို့တော့ chance တွေအများကြီးရှိတယ်ဒါပေမဲ့ဒါက delay တစ်ချက်ဖြစ်သွားတဲ့အချိန်မှာဆိုလို့ရှိရင်ဒါကို ရှေ့ကိုဆက်ပြီးတော့မှမရောက်သွားဘူးပြိုင်ဘက်အသင်းရဲ့ shape ကိုလည်းထိုးပေါက်နိုင်ခြင်းမရှိဘူးမရှိတဲ့အနေထားမှာတပတ်ချမ်းကို switch လုပ်လိုက်တယ်။ switch လုပ်လိုက်တဲ့အချိန်မှာဒီမှာတွေ့ရတိုင်းပဲ။ဒါကဒီမှာသလို့ရှိရင်3 vs 3အနေထား ဒါမှမဟုတ်လို့ရှင်လေတောင်ပိုင်းကကစားသမားကိုပါထက်တွက်မယ်သလို့ရှင်4 vs 4အနေထားအဲ့အနေထားမျိုးမှာသလို့ရှင်ဒီမှာဘောလုံးလက်ခံတဲ့အချိန်မှာရွေးချယ်ခြင်းစရာ option က3ခုရှိဒါပေမဲ့ဒီ option 3ခုစလုံးကိုအောင်မြင်မလုပ်နိုင်တဲ့အချိန်မှာ penetration ဆုံးမှာဘောလုံးပြတ်တဲ့အချိန်မှာတော့ပြန်ပတ်အသင်းရဲ့အာတိုက်စစ်ကိုခံစားရတယ်ဆိုတော့မြန်မာအသင်းကလိုအပ်ချက်ရှိနေတာကကြီးကြီးမားမားက penetration ဆုံးမှာပဲဆိုတော့ဒီ penetration ဆုံးကိုမဖောက်နိုင်တဲ့အချိန်မှာမြန်မာအသင်းအတွက်ဂိုးရစရာ option က3ခုပဲရှိတော့တယ် double saturation crossing ဒါအပြင်ကိုနောက်ထပ်တက်တရမြောက်ချက်ကလောင်းရှုဒီ၃ချက်ကိုပဲမြန်မာအသင်းကလုံနိုင်တော့တယ်ဆိုတော့ဒီ၃ချက်စလုံးကိုပဲထပ်ပြီးတော့မှမြင်ရတာကမြန်မာအသင်းရဲ့ twin goal တွေမှာပဲဖြစ်တယ်ဆိုတော့ okay မြန်မာအသင်းကစောစောစီစီ goal ပေးရတယ် goal ပေးရတယ်ဆိုတာကလည်းအဓိကကြလာတာကအဲ့ဒီမြန်မာအသင်းရွေးချယ်ထားတဲ့ structure နဲ့တိဆောက်သွားတဲ့ပုံစံကြောင့်ပဲဒီမှာတို့ရှင်မြန်မာအသင်းက crossing ပေးရတယ်အာဒီမှာသူတို့ရှင်မြန်မာအသင်းကဒီနေထားမှာသူတို့ရှင်သူတို့ရဲ့တိဆောက်သွားတဲ့ပုံစံအရ crossing တင်ကိုတင်ရမယ်ဆိုတော့ early cross တင်လိုက်တဲ့အချိန်မှာသူတို့ရှင်ဘောလုံးကပြတ်သွားတယ်ပြတ်သွားတဲ့ဘောလုံးကိုမြန်မာအသင်းကပြန်လဲလိုက်ဖို့အတွက်ကစားသမားရဲ့စီမှာ stamina ကလိုအပ်ချက်ရှိနေတယ်ဆိုတော့အဲ့ဒီနေထားမှာသူတို့ရှင် Afghanistan အသင်းကဘောလုံးရတယ်ရပြီဆိုတာနဲ့ဒီမှာသူတို့ရှင်ချက်ချင်းတမ်းမြောက်မှာ long ball နဲ့အတူတူပဲသူတို့ရဲ့ counter attack ကိုစတင်နိုင်ဖို့အတွက်ကြိုးစားတယ် counter attack စတင်တဲ့နေထားမှာသူတို့ရှင်ဒီမှာတွေ့ရတဲ့အချိန်ဆိုတော့မြန်မာအသင်းကစားသမားအနေနဲ့အချိန်မီမစင်းနိုင်ဘူး midfield မှာသူတို့ရှင် အအချိန်မီမစင်းနိုင်တဲ့အချိန်မှာဆိုလို့ရှင်ဘာဖြစ်သွားတယ်လဲဆိုတော့ဒီမှာဆိုလို့ရှင် mid fee မှာဘောလုံးလက်ခံတဲ့အချိန်မှာဘလောက်တော့မှ space and time ရနေလဲဆိုတာမြင်ရလိမ့်မယ်။ Okay အဲ့ space and time ရတဲ့အချိန်မှာဆိုလို့ရှင်မြန်မာအသင်းရဲ့ကစားသမားတွေကဒီအနေထားကို cover လုပ်ဖို့တက်ကြိုးစားတယ်။ဒီမှာမြန်မာကစားသမားတွေကနေရာကြီးပုံကိုတစ်ချက်တွေ့ရလိမ့်မယ်။ဒီနောက်ကကစားသမား၄ယောက်ကဒါနောက်တန်းကစားသမား၄ယောက်ပဲ။ mid fee ကကစားသမားက၂ယောက်ပါလာတယ်။ပြီးတော့လို့ရှင်ဒီဘက်အပြင်မှာတွေ့နေရတဲ့ကစားသမားကဝင်ကကစားသမား၂ယောက်။ဆိုတော့ mid fee ကကစားသမား၁ယောက်ဖြစ်တဲ့မွန်လွင်ကပြတ်ကျန်ခဲ့ပြီ။အဲအဲ့အနေထားတစ်ခုမှာဒီက ကစားသမားတွေက individually အရဘောလုံးကိုဆုံးဖြတ်တဲ့ပုံစံက ဒီနေသားမှာဆိုလို့ရှိရင်လိုအပ်ချက်ရှိတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်အဲမစ်ဖီးကကစားသမားဖြစ်တဲ့မစ်ဖီးကကစားသမားဖြစ်တဲ့ဂျွန်မင်းဦးကဒီဘက်ရဲ့ white area ပချမ်းကဖူးဘက်ကတာဝန်ကိုယူဖို့အတွက် ဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်လိုက်တဲ့အပြင်ကိုနောက်ထပ်ကစားသမားတစ်ယောက်ဖြစ်တဲ့လွင်မိုးအောင်ကလည်းမှာဆိုရှင်ဝင်းမှာရှိနေတဲ့ဖူးဘက်ကစားသမားကိုတွတ်ကူဖို့အတွက်ဆုံးဖြတ်လိုက်တယ်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ဘောလုံးကဒီဘက်ချမ်းမှာရောက်နေပြီဟေးဆိုလို့ရှိရင်ကအဲ့ဒါကလိုက်ကူရမယ့်ကစားသမားကဒီဝင်းကကစားသမားကလိုက်ကူရမှာဒါပေမဲ့ဝင်းကကစားသမားကလိုက်မကူတဲ့အချိန်မှာမစ်ဖီးကကစားသမားကလိုက်ကူတယ်လိုက် က်ကူတဲ့အချိန်မှာဆိုရင်ပြောတော့လဲဆိုမစ်ဖီးမှာနေရာလွတ်ကျေးရသွားဒီမှာဆိုလို့ရှိရင်ကြောနံပါတ်၄ဖြစ်တဲ့အာဒီမှာဆိုလို့ရှိရင်ကြောနံပါတ်၄ဖြစ်တဲ့ဆိုမိုးကျော်ဆိုလို့ရှိရင်သူ့စီမှာကစားသမား၂ယောက်တောင်မှမာကင်ယူဟာကိုတွေ့ရလိမ့်မယ်အဲ့နေသားတစ်ခုမှာပြန်ဘက်ကကစားသမားက driving ခောက်တဲ့ခောက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီရက်နောက်ကိုမျောလိုက်သွားတဲ့အချိန်မှာဆိုလို့ရှိရင်ဒီမှာလွတ်လွတ်လပ်လပ်တဲကန်သွင်းခွင့်ရသွားခဲ့တယ်ဆိုတော့ဒီလိုတဲကန်သွင်းခွင့်ရသွားတဲ့ဘောလုံးကိုကိုသမားရဲ့အာအမားနေနေပါတယ်ဆိုပေမဲ့ဒီနေသားတစ်ခုကကစားကွက်တစ်ခုလုံးနဲ့တက်ဆိုင်တဲ့အခြေအနေတစ်ခုလိုယူဆလို့ရတယ်ဆိုတော့ ဒီဘောလုံးကိုဒီရဲ့ twin goal ကိုဖြစ်တည်လာစေတာကလည်းမြမအသင်းရဲ့ကစားကွက်ကစားဟန်ကြောင့်လို့ပဲဖြစ်တယ်မြမအသင်းနေလဲသူတို့ရဲ့ဒီ penetration zone မှာဘောလုံးကင်ထားပြီးတော့မှမဖောင်းနိုင်တဲ့အချိန်မှာဆိုရင် long ball တွေတုံးတယ် long ball တုံးပြီးတော့မှဒါကိုအဲ long ball တုံးပြီးတော့မှဒီပြန်ပတ်အသင်းရဲ့ defense zone ကိုတိုက်ခိုက်ဖို့အတွက်ကြိုးစားတယ်ကြိုးစားပြီးတော့မှဒီကနေရနိုင်တဲ့ chance တွေကိုအသုံးပြုဖို့အတွက်ကြိုးစားတယ်ဒါပေမဲ့အဲ့ဒီ long ball တုံးလို့ပြန်ပြက်လာခဲ့လို့ရှိရင်ဆိုတော့ counter အတွက်မြမအသင်းစီမှာ lower ချက်တွေရှိနေတာကိုမြင်ရလိမ့်မယ် so okay မြန်မာသင်းရတော့တဲ့ဂိုရီကိုပြန်ကြည့်အောင်မြန်မာသင်းရတော့တဲ့ဂိုရီကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ကစားကွက်ပုံစံပေါ်ထားတဲ့အတိုင်းပဲဘာလဲဆိုမြန်မာသင်းကလောင်ဘောကိုပဲအသုံးပြုမှာ penetration zone မှာမြန်မာသင်းကရွေရှားပြီးမှပြန်ဘက်ကဒီဖန့် zone ကိုအဲကျိုးပြတ်သွားအောင် defense shape ကိုပြတ်သွားအောင်လုံးမဲ့နေထားမျိုးမဟုတ်ဘူးဆိုတော့ပထမဆုံးတော့ကိုဖြစ်တည်လာတဲ့ပုံစံကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီပုံစံကိုမြင်ရလိမ့်မယ်မြန်မာလင်းကဒီပ်ကိုဆင်းတယ်ပြီးသွားလို့ရှိရင် wide area မှာဘောလုံးတွဲဖို့အတွက်ကြိုးစားတယ် wide area ကစားသမားက crossing ဖြတ်တင်တယ်အဲ့ဒီရဲ့ဘောလုံးကိုဒီမှာဆိုလို့ရှိရင် midfield ကစားသမားတယောက်ဖြစ်တယ် အဲကျော်မင်းဦးကအထောင်တိုက်စစ်မှုဖြစ်တဲ့တန်းပိုင်ရဲ့အတူတူပဲတွဲလျက်ခေါင်းတိုက်ဖို့အတွက်စူးစမ်းတယ်ဒါပေမဲ့ဒီဘောလုံးကလက်ပြဘောဖြစ်သွားခဲ့တယ်ဆိုတော့အဲ့ဒီလက်ပြဘောကိုပဲညမာအတင်းကအသုံးချပြီးတော့မှပထမအဆုံးသောခြေပါကိုရရှိခဲ့တာပဲဖြစ်တယ်ဒီမှာဆိုလို့ရှိရင်အဲလက်ပြဘောပြတဲ့လက်ပြဘောပြတဲ့အချိန်မှာဆိုရှင်ညမာအတင်းကဒီရ crossing ကိုအသုံးချရလဲအောင်မယ်ဆိုတော့ဒီကနေပြီးတော့မှဒီမှာဆိုလို့ရှိရင်အဲမမောင်လွင်ကလွတ်လွတ်လပ်နေရာရတယ်ဆိုတော့မမောင်လွင်စီဘောလုံးမရောက်ခင်နေထားမှာတော့မှညမာအတင်းက box area ထဲမှာကစားသမား9ယောက်လောက်ရှိနေတာကိုမြင်ရလိမ့်မယ်ဆိုတော့ညမာအတင်းက crossing အတွက်ဘယ်လောက်တော့မှပြင်ဆင်ခဲ့တဲ့ တယ် crossing ရဲ့အတွက်ဘလောက်တောင်မှအမ်တေချာလောက်ခဲ့တယ်လဲဆိုတာကိုတိတာစီလိမ့်မယ်ဆိုတော့ဒီ crossing ကနေပြီးတော့မှတန်းပိုင်က ခေါင်းတိုက်တွင်းယူပြီးတော့မှသမာတင်းတော့11ဖြစ်စေမဲ့ကိုကိုတွင်းပေးနိုင်ခဲ့တယ်ဆိုဒုတိယမြောက်ကိုဒုတိယမြောက်ကိုဖြစ်တည်လာစီတဲ့ကိစ္စကိုပြန်ကြည့်မယ်ဆိုလို့ရှင်လေဒုတိယမြောက်ကိုကတော့ရိုးရှင်းတယ်အာလက်ပြဘောကနေပြလိုက်တယ်မောင်မောင်လင်စီဘောလုံးရတယ်မောင်မောင်လင်ကဒီရဲ့ဘောလုံးကိုအဝေးကန်ကြမ်းနဲ့တော်တော်လေးလက်လက်ပပကိုကန်သွင်းနိုင်ခဲ့တယ်โอเคဆိုတော့အဲ့လက်ပြဘောဖြစ်တည်လာတဲ့အစကိုပြန်ကြည့်မယ်ဆိုလို့ရှင်လေမြန်မာသင်းရဲ့ကစားကွက်ပုံဖော်မှုကိုမြင်ရလိမ့်ဒီမှာတော့လို့ရှိရင်ကျွန်တော်တို့အာဖူဘက်ကစားသမားက inverted ဖြစ်နေဝင်ထားပြီးရောမှာဘောလုံးလက်ခံဖို့တော့ဂျူးသားကိုတွေ့ရလိမ့်မယ်မေဖီကစားသမား၂ယောက်ရှိအောင်လည်းတွေ့ရလိမ့်ဆိုတော့ မီဖီကသားမနှစ်ယောက်နဲ့တူတူပဲမြန်မာအတင်းကဒီပနက်ထရီရှင်းဇုံကိုကစားခွက်တီးချောက်ဖို့တဲ့ကြိုးစားတယ်ဒါပေမဲ့ဒီနေသားမှာဆိုလို့ရှိရင်ပနက်ထရီရှင်းဇုံကိုချိုးဖြတ်ဖို့က ဘောလုံးထမ်းလှည့်သွားတာကတော်တော်လေးကိုမှအဆင်ပြေခဲ့တယ်အဲ့ဒီထမ်းလှည့်သွားတဲ့အဆင်ပြေသွားတဲ့ဘောလုံးကိုအာမြန်မာအသင်းအတွက်ပထမဦးဆုံးသော national ပထမဦးဆုံးသောမြန်မာအသင်းတို့ရွေးချယ်ခြင်းခံရတဲ့မမော်ဘူးကဘောလုံးဆွဲပြေးဖို့တဲ့ကြိုးစားတယ်အဲ့ဒီဆွဲပြေးဖို့တဲ့ကြိုးစားနေထားတဲ့ခုအတွက်ကြောင့်မလို့မြန်မာအသင်းကလက်ဖြစ်ပေါ်ရသွားဆိုတော့ပြောရမယ်ဆိုလို့ရှိရင်မြန်မာအသင်းရဲ့ကစားဟန်က direct sun နေဒါပေမဲ့ဒီ penetration zone မှာဆိုလို့ရှိရင်အားနည်းချက်တွေအများကြီးရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့မြန်မာအသင်းရဲ့ဂိုးရနိုင်ခြင်းရှိတဲ့ chance တွေက open play တွေမဟုတ်ဘဲနဲ့ double saturation တွေဖြစ်နေရတာပဲဆိုတော့မြန်မာအသင်းဂိုးရနိုင်တဲ့ option ကအတိအကျဆိုလို့ရှိရင်ဒီပွဲစဉ်ရဆိုလို့ရှိရင်၃မျိုးပဲရှိတယ်ဘာလဲဆိုတော့ long shoot ပြီးတော့လို့ရှိရင်အဲ double saturation ပြီးတော့လို့ရှိရင် crossing ဒီသုံးချက်ပဲရှိလိမ့်မယ်။နမာအသင်းနေနဲ့အဲ့ဒါလို့သုံးချက်ပဲရှိနေရတာကလည်းအဓိကကြတာက holy penetration zone မှာရွေးရှားနိုင်တဲ့ပုံစံမျိုးမရှိလို့ပဲ။ရွေးရှားလိုက်ပြီဆိုလို့ရှိရင်လည်းဘောလုံးပြတ်တာကိုများနေတဲ့အချိန်မျိုးတွေမြင်နေရတဲ့အတွက်ကြောင့်လို့ပဲဖြစ်တယ်။ဆိုတော့မြန်မာအသင်းနေနဲ့ဘယ်လိုပဲနေနေဒီပွဲစဉ်မှာက အဥဆောင်ခံရပြီးတော့မှနောက်ကနေပြီးတော့မှပြန်နိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်လို့ mentality ရတော့အားရခြင်းကြရပဲကိုယ်အိမ်ကွင်းပြိသက်ရှိမှနိုင်ရရှိခဲ့တဲ့အတွက်ကြောင့်မလို့အားရခြင်းကြရပဲဖြစ်တယ်ဆိုပေမဲ့လိုအပ်ချက်တွေကတော့အများကြီးရှိနေသေးပဲဒါအပြင်ကနောက်ထပ်တစ်ခုကလူရွေးချယ်မှုအပိုင်းဒီဟာကဒီလူစည်ရင်းကမြန်မာအသင်းရဲ့တကယ် strong အဖြစ်ဆုံးလူစည်ရင်း ချစ်နိုင်နေဒါပေမဲ့အာဒီလူစင်းရဲ့ထုတ်ပြန်မှုတွေဒါအပြင်ကိုကျွန်တော်တို့မြန်မာ National League ကကိုသွင်းအများဆုံးကစားသမားမပါဝင်မှုတွေအစရှိရဲ့နောက်ွယ်ကအများကြီးဝေဖန်ခံရမှုတွေလည်းအများကြီးရှိရဒါပေမဲ့ဒီလူစင်းရဲ့မှာဆိုလို့ရှိရင်တကယ် surprise player ကဒါကမမောင်လွင်ရဲ့ကစားဟန် midfield မှာကစားတဲ့မမောင်လွင်ရဲ့ကစားဟန်ကအာရိုးရှင်းတယ်ဒါပေမဲ့လောင်ဘောကိုကျန်အသားပြုတ်လွန်တဲ့ကစားသမားတွေနဲ့ပို့ပြီးတွဲဖက်နိုင်လို့ရှိရင် ဒီမြန်မာအသင်းရဲ့ midfield line ရဲ့ရွေးရှားတဲ့ပုံစံကပိုပြီးကောင်းလာလေလေအဲ penetration ဆုံးရွေးရှားမှုတွေပိုပြီးတော့မှကောင်းလာခဲ့တယ်ဆိုလို့ရှိရင်တော့မြန်မာအသင်းရဲ့ ိုးတက်လာတဲ့ကစားဟန်တစ်ခုကိုမြင်ရနိုင်ရရှိတယ်ဆိုတော့ဒီ penetration ကစားဟန်တိုးတက်လာစေဖို့အတွက်အမ်ညမာအတင်းဆက်လက်ပြီးတော့မှလုံနိုင်မလားဆိုတာကတော့စောင့်ကြည့်ရလိမ့်မယ်ဆိုတော့ဒါကမနီကကစားခဲ့တဲ့မြန်မာနဲ့အာဖဂန်နစ္စတန်နဲ့ပွဲစဉ်ကကစားပုံလေးပြီးတော့လို့ရှိရင်မြန်မာအတင်းရဲ့ shape တွေမြန်မာအတင်းရရှိခဲ့တဲ့ goal တွေအကြောင်းကိုဒီက discuss လုပ်ခဲ့ပါဆိုတော့အာဒါနဲ့ပတ်သက်ပြီးတော့မှအမြင်မတူတာတွေလည်းအများကြီးရှိကောင်းရှိနိုင်ပါလိမ့်မယ်ဆိုတော့ဒါဒီကိုလည်းကွန်မန့်မှာဝင်ရဆွေးနွေးလို့ရပါလားဆိုတော့ကျွန်တော်နောက်တစ်ပုတ်မှာပဲထပ်ပြီးတော့မှတွေ့ကြပါ